အလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ဒီနေ့ညနေသတင်းကနေပြောပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့ညနေသတင်းမှာဒါကျွန်တော်တို့ Manchester United အပြောင်းအရွှေ့သတင်းလေးအားလုံးမောင်းဒါကျွန်တော်၃ခုလောက်ရှိရတယ်ကြောင့်မဟုတ်တာ Manchester United အပြောင်းအရွှေ့သတင်းလေးတင်ဆက်ပေးကြပါတယ် Manchester United အသင်းအနေနဲ့အခုလက်ရှိမှာဒါသတင်းကောင်းတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ Jadon Sancho ကိုခေါ်ယူခြင်းနဲ့ club နှစ်ခုတိတိစတင်ပြီးတော့ထွက်ပေါ်လာခဲ့ပြီလို့သိရတယ်မှာပါတယ်ပထမဆုံးတစ်ခုကဒါကျွန်တော် Saudi club Al Hilal အနေနဲ့လက်ရှိမှာဒါကျွန်တော် Jadon Sancho ကို ုခေါ်ယူခြင်းနဲ့ club တွေကတခုအနေနဲ့သိရတဲ့အမှာပါတယ်ဒါပေမဲ့ el hile ဘက်ကတော့ရှင်းတယ်လက်ရှိမှာ jaden sancho ရနေတဲ့လောက်ခလာစာအတိုင်းပေးဖို့တော့အစီအစဉ်မရှိဘူးသူအနေနဲ့ဒါလောက်ခလာစာ short ယူပေးဖို့အတွက်ဒါ jaden sancho ညှိနှိုင်းသွားဖို့အတွက်စူးစမ်းသွားမယ်လို့သိရတယ်အဲ့တော့ manchester united ရဲ့အသင်းကခုလက်ရှိမှာဒါကျွန်တော်တို့ ဂျီနင်ဆန်ချိုဒီနှစ်မှာအသင်းကနေရောင်းကိုရောင်းထုတ်မယ်အသင်းမှာဘလူနီးနဲ့မှဆက်လက်ပြီးထားဖို့မရှိဘူးဒါပေမဲ့ကျွန်တော်ယူနိုက်တက်အသင်းနဲ့ဒါကျွန်တော်တို့အင်ဂျီအစ်စ်ဒါဒစိရိုက်နေတဲ့နေရာမှာလဲအန်တိုနီနဲ့ဂျီနင်ဆန်ချိုတို့ကိုဒါကျွန်တော်တို့ထားခဲ့တယ်လို့သိရဒါပေမဲ့ဒါဒီနေရာမှာရက်ရှိုလည်းပါခဲ့တယ်ပေါ့နော်ရက်ရှိုဒါကျွန်တော်တို့နည်းနည်းလေးပြီးတော့မှနောက်မှာပြောမယ်ပေါ့တော့လက်ရှိအနေထားရတာကျွန်တော်ဂျီနင်ဆန်ချိုကိုတော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့သူတို့ရဲ့အသင်းမှာလုံးဝဆက်လက်ပြီးတော့နေရာပြေးဖို့စီစဉ်မရှိဘူးစာချုပ်တန်တနစ်ပဲကြံတဲ့ကစားသမားတစ်ယောက်အနေနဲ့သူအနေနဲ့ဒါရောင်းအပ်ခတ်တယ်လို့ယူနိုက်တက်ဘက်ကယူဆထားခဲ့ပေမဲ့ဒါဂျီနင်ဆန်ချိုဒါလောက်ခလာစာရှော့ပြီးခဲ့မယ်ဆိုရင်တော့ယူနိုက်တက်ဘက်ကဒီညံ ာမှာကျွန်တော်ဒါအသက်နှစ်သိန်းချဆွေးနွေးတဲ့နေရာမှာကစားသမားရဲ့ဒါကျွန်တော်အပြောင်းရွှေ့ဈေးကိုတော်တော်ကြီးကိုရှော့ပေးဖို့အတွက်စဉ်းစားထားတယ်လို့သိရတယ်မှာပါတယ်။စာရုပ်သက်တက်တစ်ပဲကျန်တဲ့ Jadon Sancho ကို Manchester United အသင်းကသူအဲ့အသင်းကိုဒါကျွန်တော်အဲ့အသင်းကဂိတ်ကို Jadon Sancho ကိုဒါကန့်လန့်မဲ့အသင်းကိုဒါကျွန်တော် United ဘက်ကနေပြီးတော့ဒါကျွန်တော်သိတလောက် Euro ဒါတန်း20နဲ့15တန်းပတ်ချာလေးဝင်းနေကြဒီကစားသမားကိုခေါ်ယူလို့ရနိုင်မယ်ဆိုတဲ့ availability ကိုဒါလုပ်ထားတယ်လို့သိရတယ်။အဲ့တော့ Healy နေနဲ့မကြခင်မှာဒါကျွန်တော် Jadon Sancho ရဲ့ agent on camp လို့နေတရားဝင်ဆွေးနွေးမှုတွေကိုစတင်ပြီးပြုလုပ်တော့မယ်လို့သိရတယ်။ဒါပေမဲ့ ။တရင်းစုံတစ်ခုနဲ့ဒီနေ့မှာဆက်ဆက်ပြီးပြောရမယ်ဆိုရင်တော့ Jaden Sancho ကအခုချိန်မှာတော့သူ့ရဲ့လုခလာစာကိုတည်တည်တရော့ချဖို့အတွက်လုံးဝဆင်မြင် Maybe ပေါ့နော်သူ့နေလုခလာစာ short ပဲဆိုရင်တော့မှတပတ်လုခလာစာ2သိန်းခွဲ2သိန်း8500ပုံစံမျိုးအနေနဲ့ဒါကျွန်တော်တို့ကျွန်တော်တို့ Jaden Sancho ရဲ့လုခလာစာကိုဒါကျွန်တော်တို့အဲလုဖို့ရှိရအဲ့တော့ဒါအဟီးလေးအနေနဲ့အခုလက်ရှိမှာသူတို့ဘက်ကတော့ share နဲ့တပတ်လုခလာစာ2သိန်း2သိန်း3000လောက်ပတ်ချောက်လဲဝင်းညင်ကြတာကိုပြဖို့စီစဉ်ရှိတယ်သူတို့နေကြလက်ရှိမှာ Jaden Sancho ကဒါ Saudi အသင်းအတွက်ဒါကျွန်တော်တို့ကောင်းမွန်တဲ့ asset တစ်ခုဖြစ်လာနိုင်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေအဲ့တော့ ော့အယ်ဟီလေးကလက်ရှိမှာဂျေရီဆန်ချိုကိုစိတ်ဝင်စားနေတဲ့ကလပ်ဒီတဲကတခုဆိုတာကိုတော့ဒီနေရာမှာပထမအဆုံးနေနဲ့ပြောချင်တယ်ဒုတိယနေနဲ့ပြောမှဆိုဒီအပြောင်းရွှေ့ကနက်နက်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ကေဗင်ဒဘရိုင်းနာရဲ့အပြောင်းရွှေ့ပြီးမှာတော့ဂျေရီဆန်ချိုကိုဒါကျွန်တော်တို့နက်ပူလီအသင်းနေနဲ့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေပြီးတော့တရားဝင်ကြိုးစားလာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်ဒီသတင်းကိုတင်ဆက်ထားခဲ့တာကတော့ဒါကျွန်တော်အီတလီသတင်းဌာနကဖြစ်တဲ့ဒီမာဇီယိုကလက်ရှိမှာတရားဝင်ဂျေလစ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒါတကယ်ကိုယုံလို့ရတယ်မှာအဲ့တော့ဒီမာဇီယိုတင်ပြီဆိုကြတဲ့ဒါအီတလီဘက်ကလုံးဝ100%တည်ကြသွားပြီအဲ့တော့လက်ရှိမှာ ာဂျေဒင်ဆန်ချိုကိုအဓိကခေါ်ရတဲ့အကြောင်းရင်းကဒါမန်ချက်စတာယူနိုက်တက်သင်္ဆေသူတို့အနေနဲ့အလာဟန်ဒိုဂါနာချိုကိုခေါ်ခြင်းပေမဲ့ဇီတအားကြီးလို့ ਨੇ သူတို့အနေနဲ့ထင်ထားတာထက်အများကြီးဈေးကြီးတဲ့အတွက်ကြောင့်မို့ဒါယူနိုက်တက်ဘက်ကဒါမှမဟုတ်ရဂျေဒင်ဆန်ချိုအတွက်ပေါင်သန်း90ဆိုရာအလာဟန်ဒိုဂါနာချိုအတွက်ပေါင်သန်း90ခေါ်ထားပြီးတော့ယူရိုဒါ60တန်း60လောက်နီးနီးဖြစ်တဲ့အတွက်ကြောင့်မို့ဒါနပိုလီဘက်ကဒီနေရာမှာဒါကြီးကိုအဓိကပတ်စံအများကြီးမသုံးချင်သူတို့အနေနဲ့လည်းတခြားတော့ဒါကျွန်တော်တို့ ကစားသမားတွေလည်းခေါ်ယူဖို့အတွက်ဒါစဉ်းစားအောင်မဖြစ်တော့ကျွန်တော်တို့နေတောင်မှကစားသမားတွေအောင်အဲ့လောက်ကြီးပတ်စံအများကြီးမခေါ်ကြဘူးအဲ့တော့ဂျေဒင်ဆန်ချိုက United အသင်းအတွက်စဉ်းစားစရာတခုဖြစ်လာဟုတ်ကဲ့နပိုလီအသင်းအတွက်စဉ်းစားစရာတခုဖြစ်လာခဲ့တော့ဂျေဒင်ဆန်ချိုအတွက်ဒါကျွန်တော်တစ်ဖက်ကနပိုလီဘက်ကပတ်စံတွေအများကြီးမပေးချင်တဲ့အတွက်ကြောင့်သူတို့ဘက်ကစဉ်းစားစရာတခုရှိတာကဘာလဲဆိုတော့သူတို့လက်ရှိဒါသူတို့ရဲ့တိုက်စပူဖြစ်တဲ့ Osman ကို Manchester United ဘက်ကစိတ်ဝင်စားနေမှန်းသိတဲ့အတွက်ကြောင့်မို့ Osman ကိုဂျေဒင်ဆန်ချိုရဲ့တော့ ခြေရင်းဆန်းချူကိုအော်စင်မန်ရဲ့အပြောင်းရွှေ့တစိတတိသားအနေနဲ့များအသုံးပြုသွားနိုင်မလားဆိုတဲ့ပုံစံမျိုးနဲ့ဒါကောလာဟာလာထွက်နေတယ်။ကောလာဟာလာနောက်တစ်ခုရဆိုလက်ရှိမှာဒါကျွန်တော်အော်စင်မန်တယောက်ဒါကျွန်တော်ခြေရင်းဆန်းချူ plus ဒါဆိုအော်စင်မန် plus ငွေသားခြေရင်းဆန်းချူ plus white land ဒီလိုပုံစံမျိုးနပိုလီသင်းကစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေလည်းတော့ထွက်ပေါ်နေတယ်။အဲ့ဒါဒီမာစီကိုမပြောဘူးနော်။အဲ့ဒါလည်းကလက်ရှိမှာဒါကျွန်တော်အီတလီဘက်ကတက်နေတယ်။အဲ့တော့အီတလီဘက်ကနပိုလီကလက်ရှိမှာဒါကျွန်တော်သူကဘာလုပ်လဲဆိုအမှန်တမ်းပြောမှာနပိုလီသားဒီအပြောင်းရွှေ့ကိုတကယ်တမ်းလုပ်ပေးခဲ့မယ်ဆို United Britain နပိုလီအသင်းကိုတကယ်ကိုအများကြီးအများကြီးချစ်ရ မယ်တဲ့မှာပါတယ်အဲ့တော့ Jaden Sancho plus Haaland တို့နဲ့ Osman plus ငွေသားနေငယ်တို့ဘက်ကနည်းနည်းလေးထက်ထည့်မယ်ဆိုတော့ပုံစံပြအဲ့တော့ United ဘက်ကလက်ရှိမှာ Haaland ကိုအယောင်စီတင်ထားဆိုအကုန်လုံးတည်ပြီးသားဖြစ်လိမ့်မယ်ဒီနေ့မှာ United ဘက်ကတော့ Haaland ကိုဘယ်စီသတ်မှတ်ထားဆို Euro တန်း30နဲ့300ဆို35တန်းနဲ့40ကျားသတ်မှတ်ထားအဲ့တော့ Sancho ကို United ကခုနပြောလို့ Euro 35တန်း30နှစ်ကောင်ပေါင်းရင် Euro တန်း60လောက်ရှိတယ်အဲ့တော့တစ်ဖက်ကတော့ကျွန်တော်တို့ Osman ကိုဒါအပြောင်းရွှေ့ဖြစ်သွားမယ်ဆိုတော့ Osman plus တန်း5တန်းဒါမှမဟုတ်6တန်းလောက်ပတ်ချလဲဝင်ကြတယ်တို့အနေနဲ့ live ဖို့ရှိတယ်ဆိုတော့အကယ်၍သာ United က Osman င်ရဲ့အပြောင်းအရွှေ့မှာသာစိတ်ဝင်စားခဲ့မယ်ဆိုရင်တော့ဒီအပြောင်းအရွှေ့ကိုတော့တွန်းဖို့အတွက်ဒါကျွန်တော်တစ်ဖက်ကဒါ နပိုလီဘက်က ready ပဲအခုတချို့မှာနပိုလီအသင်းနဲ့အဖြေကတော့ရှင်းတယ်ဆန်ချိုကိုခေါ်ယူခြင်းနဲ့ဒီနေ့မှာဆန်ချိုခေါ်ယူခြင်းနဲ့ဒီမှာဒါ LH လေးနဲ့ဒါဒပုံစံလေးပါပဲဆန်ချိုရဲ့လောက်ခလာစားတဲ့ကတဲ့ Euro နဲ့တော်မှာဆို Euro ၄သိန်းလောက်နောက်နည်းနည်းဖြစ်သွားတဲ့အတွက်ကြောင့်မို့သူတို့နေနဲ့အကယ်၍ဆန်ချိုသာအသင်းပြောင်းခဲ့မယ်ဆိုရင်လောက်ခလာစား short ယူပေးဖို့အတွက်အဓိကဆွံ့လို့ရမယ်နေထားမှာရှိအဲ့တော့ဒီနေ့မှာဒါဆန်ချိုကိုခေါ်ယူမဲ့ club တွေအနေနဲ့တိတ်ပြီးတော့ true ဆန်ဆန်တော့မဟုတ်ဘူးသူတို့နေနဲ့ဒါကတော့အဓိကဆွံ့လို့ရမယ် United နဲ့မဟုတ်ဘူး United ကသတ်မှတ်ထားတဲ့စကား United ကဖြစ်နိုင်မယ်ဆိုဒီကစားသမားအလကားကိုလွတ်ပေးခြင်းလွတ်ပေးဦးမှာဒါပေမဲ့အဓိကဂျေဒင်ဆန်ချိုကိုတိုင်းပဲဂျေဒင် င်စံချိုကိုတန်းကလက်ရှိမှာအသင်းမှာဒါကျွန်တော်တို့ဆက်ဟိုပေါ့အသင်းမှာဒါကျွန်တော်ထွက်ချင်တယ်သူကတော့ဒါပေမဲ့သူပြောင်းချင်တဲ့အသင်းကိုတန်းကလည်းဒါကျွန်တော်တို့လက်စာမလျှော့ပေးချင်ဘူးဆိုရင်တော့ဂျေဒင်စံချိုရဲ့ပြောင်းရွှေ့တော့တော်တော်လေးကိုဒါစိတ်ဝင်စားစရာကောင်းတဲ့ပြောင်းရွှေ့တစ်ခုဖြစ်လာမယ်ဒါချက်စီတော့လည်းဒီတိုင်းပဲမက်မက်ရဲ့ချက်စီအသင်းကဒါကျွန်တော်တပတ်လုကလာစာ2သိန်းနဲ့2သိန်း2000လောက်ဒါရှော့ပေးခဲ့မယ်ဆိုရင်တော့ Manchester United အသင်းစီကနေပြီးတော့25သန်းပေးပြီး web play မယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားခဲ့တယ်ဒါပေမဲ့ဂျေဒင်စံချိုရဲ့သူ့ရဲ့လုကလာစာဖြစ်တဲ့ဘက်လုကလာစာဖြစ်တဲ့3သိန်းနဲ့3သိန်းခွဲပတ်ချာလေးဝင်းကြောက်ကိုပဲတောင်းခံထားတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ဒီ ပြောင်းရွှေ့မှလည်းဒါကျွန်တော်ရှေ့ကိုမရောက်ခဲ့ဘူးလို့ပြောလို့ရတဲ့အနေထားမှာဖြစ်သွားပြီပေါ့။မြို့တော်ပင်စိုးစေကမှုအခုလက်ရှိနောက်ဆုံးရ update သတင်းတွေရဆိုတော့ United အသင်းကဆန်ချိုကိုတော့မြန်မြန်ဆန်ဆန်ရောင်းချသွားဖို့အတွက်အချီလီဒီတာကောင်းလာခဲ့ပြီလို့ပြောလို့ရတဲ့မှာပါပါတယ်။အဲ့တော့ Manchester United အသင်းရဲ့ဒီနေရာမှာနောက်ထပ်သတင်းကောင်းတစ်ခုအနေနဲ့ဒါသတင်းကောင်းကဟာတာသတင်းလားတော့မသိပေမဲ့ Samuel Lucas ရဲ့ပြောပုံရဆိုရင်တော့ဒါ Manchester United အသင်းလက်ရှိမှာပြစ်မှတ်ထားနေတဲ့ Brian Mbeumo ကို Manchester United အသင်းကိုဒါကျွန်တော်တို့ Spa တင်တဲ့ဆိုင်ပို့ပြီးတော့ရွေးချယ်တင်ကြောင်း တောက်လျှောက်မဲဆွယ်နေတယ်လို့သိရတယ်မှာပါအူနာနာရဲ့ဒါကျွန်တော်လက်ရှိတာ Brian Momone ကနိုင်ငံကြီးတူတဲ့ Cameroon သားတွေဖြစ်တဲ့ကြောင့်သူ့အနေနဲ့ဒါကျွန်တော်လက်ရှိအဲ fellow ကစားသမားတယောက်ဖြစ်တဲ့ M1 ဘူကူတော့ဒါ Manchester United အသင်းကတကယ်ကိုပူကောင်းတဲ့ club ဖြစ်ပြီးတော့ Manchester United အသင်းက Spurs အသင်းတက်ပူပြီးတော့ဒါကျွန်တော်ပူတာတယ်ဆိုတဲ့ဥစားမျိုးသူ့အနေနဲ့ဒါ persuade လုပ်နေတယ်လို့သိရတယ်မှာပါပါတယ် ဒါကြောင့်မို့လက်ရှိမှာ Andrea Onana အနေနဲ့ဒါကျွန်တော်ဒီအပြောင်းရွှေ့မှာအခခရာတစ်ခုဖြစ်လာခဲ့မှာတချို့သောလူတွေကနောက်အဲ့တော့ Andrea Onana မပြောခင်ကကစားသမားပြောင်းမှု အကောင်းပေါ့နော်အန်ဒရီယိုအိုနာနာပြောပြီးမှပဲအော်ဟုတ်သားပဲအန်ဒရီယိုအိုနာနာကိုဖန်နေတာပဲငါမပြောင်းတော့ဘူးဆိုတဲ့ဥစ္စာချမယ်ဆိုအကုန်လုံးအန်ဒရီယိုအိုနာနာကိုဝိုင်းနောက်နေရဒါပေမဲ့ဘယ်လိုပြောအိုနာနာကပြပြဿနာလေးသူ့ဘာသူလက်စွမ်းသာပုတ်တာပေါ့နော်ဒါယူနိုက်တက်ပေါ်တော့ဒီပဲတော်တော်လေးကိုစေတနာရှိရလို့ပြောလို့ရတယ်လက်ရှိချိန်ဒီဒါယူနိုက်တက်အသင်းတွေကဒါကျွန်တော်တိုက်ပွဲဝင်မယ်အမြဲတမ်းယူနိုက်တက်အသင်းကိုဒါအမြဲတမ်းကာကွယ်ပေးတယ်ပေါ့ယူနိုက်တက်အသင်းတွေဆိုတာအိုနာနာတက်ကဒါကျွန်တော်တော်တော်လေးကိုစွန့်စွန့်ဆဆတဲ့မှာပါဒါပေမဲ့ပြဿနာကသူ့ရဲ့လက်စွမ်းကျွန်တော်အကုန်ငောင်းနေကိုဖန်နာပဲမတော်တော့အဲ့လိုပဲဟာတာပြောအောင်ပြတော့ယူနိုက်တက်အသင်းစီကိုပြောင်းဖို့အတွက် Brian Mbeumo ဟူလက်ရှိမှာတိုက်တွန်းထားတယ် ်ဒါပေမဲ့ပြဿနာက Brian Ambuambo ကိုယ်တိုင်ကလည်း United အသင်းကိုပဲရွေးချယ်ထားတာဗျဒါပေမဲ့ United အသင်းနေနဲ့ခုလက်ရှိမှာဒုတိယမြောက်ကမ်းလှမ်းမှုပုံစံမျိုးဒါ Bradford အသင်းကိုမလုပ်ရတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့သူကိုယ်တိုင်ကတော့စောင့်နေအဲ့တော့ပြဿနာကဒါကျွန်တော် Bradford နဲ့အဲ့ဆို M1 ဘူးနဲ့ United ကြားတဲ့ကပြဿနာမဟုတ်ဘူးပြဿနာက United နဲ့ Brentford ကြားတဲ့ကပြဿနာဖြစ်တယ် United ကလည်းလက်ရှိမှာခုနပြောလိုပဲဒါ65တန်းကဈေးလုံးဝမတွန်းကြောင်ဒုတိယမြောက်ကန်လန့်မှုကိုသူတို့ဘက်ကမလုပ်ဘူးအဲ့တော့ဒီနေရာမှာကျွန်တော်မြင်ကြည့်တာပေါ့နော် United တင်းနေတဲ့ဒါ Brian M1 ဘူးရဲ့အပြောင်းအရွှေ့ကထင်တာတဲ့အများကြီးပိုတာသွားနိုင်ဟုတ်ပိုပိုကြသွားနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်အဲ့တော့ Brian Mbeumo ကလည်း United တင်းရဲ့ဒုတိယမြောက်ကန်ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာမယ်လို့အကုန်လုံးက expectation လုပ်ထားခဲ့ပေမဲ့ ဘာမှတော့ဒါကျွန်တော်တို့လက်ရှိချိန်ကြီးတော့တိမ်မထူးသေးဘူးဒီအပြောင်းရွှေ့ကထင်တာထက်ဒါကျွန်တော်တို့အများကြီးအများကြီးကြာသွားတဲ့သဘောမှရှိပါအဲ့တော့ဒါလေးနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုတော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့ Tommy Dan ကိုစာချုပ်တက်တန်တိုးလိုက်နိုင်ပြီဆိုပြီး Fabrizio Romano ကသူ့ရဲ့ဒါကျွန်တော်တို့တင်းထဲမှာရေးထားတယ်အရေးထား Manchester United အသင်းနဲ့ Tommy Dan ကိုဒါနောက်ထပ်တစ်နှစ်အသင်းမှာတတိယမြောက် Goalkeeper အနေနဲ့ဆက်လက်ပြီးအသင်းမှာရှိဖို့အတွက်ဒါတစ်နှစ်သဘောတူညီမှုရခဲ့တယ်ဒီသဘောတူညီမှုကိုလက်ရှိမှာဒါကျွန်တော်တို့ Ruben Amorim ကလေဒါကျွန်တော်တို့ သူအနေနဲ့ဒါ coaching staff နဲ့ဒူတာဒီကြာကိုအဓိကလုတ်ခဲ့လို့သိရတယ်။အဲ့တော့ဒါ Tommy Dan ကလက်ရှိမှာ United အသင်းတတိယမြောက်ဂိုးသမားအနေနဲ့ထပ်ရှိရုံပဲ United မှာဒါဂိုးသမားအပြောင်းလဲနေနေတယ်ဒီနှစ်မှာဆက်လက်ပြီးရှိလာအောင်မယ်ဆိုပြီးသူနေရေးသားထားခဲ့တော့တွေ့ရမယ်။ဒါလည်းပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0တို့နဲ့ DB4U တို့မှာကျင်းလူဆိုတော့ပေါ့ကိုညွှန်လို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comedy တွေမှာလည်း Youth Sport Media 3.0ဆိုတော့ DB4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်ဆက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရဲ့။မြန်မာလေး လဲကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတမိုင်းကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲ AAC ညကြမှာပဲထပ်ပြီးတော့တွေ့ကြတာပေါ့အားလုံးမကြိုးတမိုင်းမြန်မြန်လဲကလစ်ပေးကြပါအောင်မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်ဒေးဗော်ပဲအားလုံးမကြိုးတမိုင်း